ဖက်တွေရဲ့ဒီတိုင်းသားလက်နက်ကင်တွေအောက်တွေမှာဆိုလို့ချင်းခင်ဗျာအန်ယူဂျီဝင်ကြီးတို့ဘာကြီးတို့ညာကြီးတို့တမရတို့ဘာယာကြီးတမရတို့ဘာကောင်းနေညာကောင်းနေဇော်ဝေးစိုးတို့ဘာကောင်းနေညာကောင်းနေငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့တို့မှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မင်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်လူရဆန္ဒနဲ့ပြည့်ပါစေပိုင်ရဲကိုမြန်လာမြဲပိုင်ကိုတကြလို့အားလုံးပျော်ရွှင်ကြပါစေဗျာ ီနေ့က16ရက်16ရက်5လ2025ပေါ့နော်အခုနိုင်ငံတော်မှာနိုင်ငံထဲမှာနေတဲ့သူတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေအသိဉာဏ်ပညာတွေတော်တော်ကိုတိုးတက်အောင်လုပ်ဖို့လိုအပ်တယ်เนาะအရာဝတ္ထုတစ်ခုကိုခင်ဗျားတို့တော်တော်များများကိုစဉ်းစားဖို့လိုအပ်တယ်အဲအကြမ်းဖက်ထောက်ခံတဲ့သူတွေအကြမ်းဖက်ထောက်ခံတဲ့မီဒီယာတွေလည်း ဒါငချီတို့ပါတော့ကိုစီတို့ပါတော့ကျွန်တော်မပြောပါဘူးသူတို့ကသူတို့ရဲ့စီးပွားရေးရာသူတို့လှုပ်ဆောင်ရတာဖြစ်တယ်။နော်ကျွန်တော်တို့ကဒီလိုမီဒီယာကြီးမှာပြောနေတာကျွန်တော်တို့ဒီလိုပြောနေတယ်ဆိုတာကျွန်တော်ကဘလူးစီမှာ၅ပြား၁၀ပြား၅ပြားတစ်စီးတောင်ရဘူးတဲ့သူတွေမဟုတ်ဘူးဗျာ။ကျောင်းပစံနဲ့ကျွန်တော်ချင်းနေပြီးပြောတာဒါကျွန်တော်တိုင်းမျိုးချစ်လို့ပြောတာ။ကိုစီတို့ကပြအဲ့မှာမေးကြည့်လိုက်။အဲ YouTube ကဝင်ဝင်မရဘူးလား။ဟာလား။ဦးစိန်သီးတို့နောက်ကဟိုနေတို့ဒါသူတို့အတမွေးဝမ်းကြောင်းရက်တီနဲ့ ဒါသူတို့ဘက်ကပြောနေကြတာရှိတယ်ဒါမှသူတို့လည်းတကယ်မသိဘူးလားသိတာပေါ့ဟုတ်လားသိတာပေါ့တန်းတော်ကြီးကဒီလိုကြာရှုံးသွားဆိုတော့ထုံးစံရှိမလားဆိုတာလည်းသူတို့သိမှာပေါ့ဟုတ်လားသူတို့ဒေါ်လာရဲ့ဖွင့်ရလူတွေလည်းတောင်းလိုက်တောင်းလေစာပတ်စားညာစားဆိုတာသူတို့မသိဘူးလားသိမှာပေါ့သိမှာပေါ့ဟုတ်လားတရုတ်တေတောင်မှကွန်မန်တန်နဲ့ဒါတရုတ်တေတောင်မှတရုတ်နိုင်ငံမှာတောင်မှဟုတ်လားသူတို့ဒီ မော်စီတုံးတို့တိုက်လို့ရယူတယ်ဆိုလဲတောင်ဝိုင်းကျောင်းနေဆိုသိကြလေ့လာကြည့်ပါလားဘလောက်ခက်ခဲပြီးဘလောက်နဲ့နေတယ်ဒါတောင်မှတကယ်ပညာလေးတော်တော်များများပြည့်ပြည့်စုံစုံနဲ့လုပ်လို့ဒါတရုတ်ဦးကွန်မြူနတီကအောင်မြင်နေတာဟုတ်လားအခုဒီမှာအကြမ်းဖက်တွေလုပ်နေကြတယ်အကြမ်းဖက်တွေလုပ်နေကြတော့သူများနိုင်ငံအကြမ်းဖက်တွေကအဲ့လိုမဟုတ်ဘူးတန့်သူတော်လည်းရေးလို့တယ်ဆိုတာသူများနိုင်ငံတွေမှာအဲ့လိုမှာအခုစားပါပြည့်လဲဆိုတော့ကိုယ်အချင်းချင်းနေတတ်တယ်ကိုယ်အချင်းချင်းနေတတ်တယ် တော်လည်းခေါင်းဆောင်လို့တဲ့ကောင်တွေကတိုင်းရင်းသားလက်အောက်ကိုသွားပြီးတော့ဖင်ခန့်တယ်။နော်အန်ယူဂျီတဖွဲ့လုံးမဲ့ခင်ဗျားတို့အန်ယူဂျီပါဆိုပြီးတော့ဗမာခုံတိတ်ခါရှိရှိနဲ့တိုင်းရင်းသားလက်နက်ကင်တို့လာပါဟုံးကခေါ်လို့ရတယ်။မြင်အောင် PDF တွေပေါ်လာတယ် PDF တွေပေါ်လာတယ်နေရာတိုင်းမှာပေါ်လာတယ်ဟုတ်လား PDF တွေပေါ်လာရတဲ့အကြောင်းရင်းကရှေ့အနာရှင်ကိုတော်လန်မဲ့တမတော်အနာထိန်းနာကိုမကြိုက်ဘူးဆိုပြီးတော့ဒီကောင်လေးတွေပေါ်လာတာ ဒီကောင်လေးတွေပေါ်လာတာနော်ဒီကလေးတွေပေါ်လာတာအဲ့ဒီမှာမှနိုင်ငံသားမဆိုတဲ့ကောင်တွေကဘာလုပ်တယ်လဲဆိုတော့ဒီကလေးတွေကိုပန်းပြပြီးလှုပ်ရှားပြီးလှုပ်ရှားပြီးတိတိတက်ချမ်းသာပြီးပန်းဆက်လို့ဆိုတော့အပန်းမြေခီထွက်နေပြီရလိုက်တဲ့ဒေါ်လာတွေဒီမှာဘေးလုံးရောင်းတဲ့ဟာဟိုမှာချမ်းသာပြီးတော်တော်များများချမ်းသာကြပြီဟုတ်လားတေးရပြီတော်တော်များများဖမ်းပါတယ်ပီဒီအက်ကလေးတွေလူငယ်တွေကမလေးတွေဘိုက်တွေကြည့်ပြီးမွေးကြပြီအဲ့မှာအတုံးတော်ခံနေကမလေးတွေမြန်မာနိုင်ငံမှာရှိတော်တဲ့ပညာတဲ့ ကော်မလေးတွေကနည်းနည်းလေးဟိုမျိုးချစ်စိတ်တက်ကတကယ်ဟုတ်ပြီအယုံကြည်လဲမှာကောပြည်သူစားလေးဖြစ်တာအများကြီးပဲစီတန်သမားလေးဘဝပြတ်ပြီးတော့ဆင်းရဲပြီးတော့ဒုက္ခရောက်နေတာအများကြီးပဲအဲ့ဒါခမားတို့ကထိုးကျွေးနေတာနော်ထိုးကျွေးနေတာအဲ့တော့ကျွန်တော်ပြောချင်တာကဒီရန်ကိုအကြမ်းဖက်ကိုအားပေးပြီးလုပ်ဝင်တဲ့မီဒီယာတွေကတော့ကိုဟိုနေတို့ဗာလဲအဲကိုငစီတို့ဟဲ့လား ဒီကိုလူမြတ်ကျော်တို့ဒါသူတို့အပိုင်းရန်သူတို့ကြီးဝိုင်းတဲ့သူတို့သူတို့အားပေးတဲ့ပေးတဲ့ကလည်းသူတို့ဆဲနေကြမှာပဲဒါကောပဲသူတို့ group တစ်ခုပြောတာဒါကောပဲသူတို့ပြောတာအဲ့တော့ကျွန်တော်တို့အဲ့ဒီလိုအားပေးနေရတဲ့ဟာတွေကဘာဖြစ်လာတဲ့ဆိုတော့တိုင်းမှာတောင်းလျှောက်တောင်းလျှောက်ပျက်စီးပျက်စီးပျက်စီးလာနောက်ဆုံးအဆင့်အခုဘာတွေဖြစ်လာပြီလို့ဆိုခလေးတငယ်တွေကိုဗန်းမြပြီးနောက်ဆုံးအဆင့်ကိုတိုက်ပြီးနောက်ဆုံးအဆင့်ကိုခလေးတငယ်တွေဒုက္ခပေးပြီးအဲ့တော့ចောင်းသားတွေចောင်းသူတွေကចောင်းသားတွေចောင်းသူတွေက ဘာဖြစ်လာမလဲဆိုတော့အဲ့ဒီကလေးတွေစိတ်တရရတဲ့အဖြစ်အသက်ကမရောက်သေးဘူးအဲ့မှာဘာဖြစ်မလဲဆိုတော့အသက်ပေးရတာနေရတိုင်းမှာစာသိန်းကျောင်းထဲမှာလက်နက်တွေလုတ်တယ်စာသိန်းကျောင်းထဲမှာအဲဘုတ်ကိုကျင်းနေလက်နက်တွေလုတ်တယ်လူသူစုဆောင်းတဲ့စာသိန်းကျောင်းထဲဖုံးကြီးကျောင်းထဲဖရားတွေမှာနေတယ်ပြီးလဲပြီးတော့ဒီကနေပြီးတော့မှတောင်းတော်ဘက်ကဒါဘုံကျဲတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့စာသိန်းကျောင်းဖုံးကျဲတယ်ပြီးခလေးတွေအကုန်ထုတ်ပြီးရှင်းပလိုက်တယ် ရှင်းပြီးသွားလို့ရှင်ကျောင်းဆဲအင်ကြီးလေးတွေပြလာပြီးစာသင်တော့ဆိုကဘာကိုခမရတို့ပြောတော့ကဘာပါလုံနိုင်မှာလဲကိုနိုင်ငံအတွဲမှာကိုနိုင်ငံအတွဲမှာအကြမ်းဖက်ရှိတဲ့နေမှာ ရှင်းမှာပဲရှင်းမှာပဲဟုတ်လားအဲ့လိုရှင်းဖို့အတွက်ကိုတက်မှောင်ကထားလာတာတက်မှောင်ဆိုဘာလဲဒီတိုင်းအလကားထားတဲ့အဖွဲ့အစည်းများထင်လို့လားမဟုတ်ဘူးနော်မဟုတ်ဘူးမဟုတ်ဘူးညတော့အဲ့ရှင်းမှာအကြမ်းဖက်တွေမှာညရှင်းရမှာ KSS ဒီဟာခေတ်အဆက်ဆက်ကျွန်တော်တို့တပ်မတော်အရာရှိတွေနိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်ကြီးတွေအကုန်လုံးကိုကြည့်ဒါဖျားတရားနမားတွေကြီးပဲဖြစ်နေလို့ပြက်ပြက်သားသားမှမမြင်သေးဘူးတိလားဦးသားကြီးပြက်သားတယ်ဆိုတာကစစ်သားမဟုတ်သေးဘူးစစ်သားဆိုတာကစစ်သားအပြည့်မရှိသေးဘူးခင်ဗျာဦးတန်းရွှေတက်သားတဲ့ဆိုတာစစ်သားမှမှဟို40ရာခိုင်နှုန်းလောက်ပါရှင့်စစ်သားဆိုခက်ပြက်ပြက်သားသားနဲ့တိုင်းတော့တိုင်းပြီးတော့ဒါဆိုဒါပဲဆိုတော့တသက်မှတ်ထဲလောက်ရမှာ သူတို့ကအဲ့လိုမဟုတ်ဘူးသူတို့ကအုတ်ချုပ်ရေးတွေဟာလားကာကွယ်ရေးတွေဒါတွေစင်ငဲစင်ငဲလုံနေလို့သူ့အပိုင်းနဲ့သူလုံနေလို့တက်တန်နေတာအကျန်းဖက်တွေကနော်ကာကွယ်ရေးဆိုတဲ့တမ်းလုံကကာကွယ်ရေးတပိုင်းမဲ့တောင်းဝင်ယူခင်ဗျလုံနေမော်မကြီးနဲ့အကျန်းဖက်တွေတခိုးချဖို့မော်မကြီးနဲ့အဲ့ဒီထိမ့်သိသူတို့လက်အောက်ကိုရောက်သွားခဲ့တဲ့နေမီတွေတိုက်ပြည်နေတွေဟာလားရက်ွက်တွေရက်ွက်တွေဟာလားတချို့နေရာလေးတွေပါ ဟမ်တချို့နေရာတွေပါဟုတ်လားကျွန်တော်ပြောတာဘာဖြစ်လဲဒုက္ခရောက်တာပဲဓမ္မတိုက်အာလူသက်မနေကြအာစုံနေတာပဲအဲ့တော့ပြောပြနေတာရိုးရိုးလေးပဲပြောစင်တာရိုးလေးပဲညမအချမ်းမက်တွေအာမပေးနေတော့အချမ်းမက်တွေခမရတော့အာပေးခမရတော့ကလေးတွေသွားပြီဘဝပြက်ပြီညောင်းကလေးတွေဟာဘဝကူးကြလိမ့်မယ်အခုသူတို့ရဲ့ policy ကအဲ့လိုဖြစ်လာပြီနော် နောက်ဆုံးမနိုင်တော့တဲ့အချိန်မှာမျက်ရည်ချူဖို့နောက်ဆုံးလောက်ရမှန်းတာပဲကြီးတယ်အခုအကျန်းဖက်တွေရဲ့ဒီတိုင်းသားလက်နက်ကင်တွေအောက်တွေမှာဆိုလို့ချင်းခင်ဗျအန်ယူဂျီဝင်ကြီးတို့ဘာကြီးတို့ညာကြီးတို့တမရတို့ဘာယာကြီးတမရတို့ဘာကောင်းနေညာကောင်းနေဇော်ဝေးစိုးတို့ဘာကောင်းနေညာကောင်းနေဟုတ်လားဟာစီဝေးလုလိုက်ဇော်ဝေးစိုးကနေငုံမှာခွမ်းမောင်းလာကောင်းလို့ပြောလို့မရဘူးခွမ်းမောင်းဇော်ဝေးစိုးလာဆိုဟုတ်ကဲ့ဆိုကုတ်ဝင်သွားတာဟဲ့အဲ့ဒါနဲ့ဘလို့တိုင်းမျိုးတော်လန်ပါလေဟမ် ဘလို့တိုင်းမျိုးတော်လန်ကြမှာလဲဘလို့တန်းတော်တော်လန်မှာလဲခင်ဗျားတို့ကအပြည့်စည်းဖို့တက်တက်ပဲဖြစ်သွားပြီနော်ဖြက်စည်းရေးဆိုတဲ့ဟာယူခေါင်းနဲ့ထဲပြီပြန်လဲပေါင်းစည်းရေးဆိုတာခေါင်းနဲ့ထဲဖို့လိုအပ်ပြီနော်ပြန်လဲပေါင်းစည်းရေးဆိုပြီးတော့ခေါင်းနဲ့ထဲဖို့လိုအပ်ပြီခင်ဗျားတို့ဟိုဥဒူဝလက်ရှိဟာတိုင်းရင်လားဥမဝခံတိုင်းတိုင်းရင်လားဟလာဥဇော်ဝေဆိုမဘာလဲကလားလားပါလားမသိဘူးသူပုံစံကလားပုံစံဟမ် ဘမကလည်းဘမကလည်းအဲဒေါအောင်ဆန်းစုကြည်ထောင်ထဲမှာရောက်နေတော့စဒေါအောင်ဆန်းစုကြည်ကိုတကယ်ချစ်တာခင်ဗျတပ်မတော်ကဒေါအောင်ဆန်းစုကြည်ကိုချစ်တာတပ်မတော်ကခင်ဗျားတို့ခေါင်းထဲမှာစဉ်းစားဒေါအောင်ဆန်းစုကြည်ကိုအခုလွတ်ပေးလိုက်ကြည်သူတော်လဲခွင့်ကမရှင်းဘူးလို့ပြောလို့မရအောင်နော်တကယ်လို့ရှင်းသွားလို့ရှင်ဘသူကပြဿနာဖြစ်ခံလဲတန်းတော်နဲ့နိုင်ငံတော်ခေါင်းတည်ခိုင်ပြီးတော့လာပြီးပြဿနာဖြစ်အောင်လို့သူတို့ရှင်းမှာ ဘာဖြစ်လို့ဆိုဒီအန်ယူကြီးလို့ဒီပြအဖွဲ့ကြီးကငွေကြေးရနေမှတည်နေလို့မြေချူငွေကြေးရနေမှတည်နေလို့ကျန်တာသူဘာမှမြင်မှာမဟုတ်ဘူး။နော်ဘာမှမြင်မှာမဟုတ်ဘူး။အဲ့တော့ခင်ဗျားတို့အကြမ်းဖက်ကိုရက်တန့်အောင်ရက်။ခင်ဗျားတို့ဒေါအောင်ဆန်းသူကြီးလွတ်ကျင်လာလားအေးကျန်းကျန်းနဲ့ဖြစ်ကျင်လာလား။ခင်ဗျားတို့ရွေးကောက်ပွဲကိုဝင်ရွေးခံခင်ဗျားတို့တမနာဖြစ်လာတဲ့ခါကျလွတ်ငိမ့်နေတောက်လျှောက်ပေးနေတာ။ဟုတ်လားခင်ဗျားတို့တေးပေါင်းနဲ့လွတ်ငိမ့်ပေးလိုက်။ချီးမှန်နဲ့လည်းလွတ်ငိမ့်ပေးလိုက်။ဟမ် မြန်မာပြည်မှာ12လရာသီမှာ12လရာသီလုံးကပွဲတော်ကြီးပဲအဲ့ဒါတကြံဆိုလဲအာဒါခေါင်းနဲ့မြောင်းနှစ်ကုံးလို့ပေးလိုက်လွတ်လည်ရေးဆိုလဲလွတ်လည်ရေးဘို့လို့ပေးလိုက်တက်မောင်သေးဆိုလဲတက်မောင်သေးဘို့ပေးလိုက်ပေးချင်တာပဲဗျာတပေါင်းလာပြင်းနေပေးပေးကစုံလာပြင်းနေပေးဘာလာပြင်းနေပေးဖယားပါပြတဲ့ညပေးပေးအခုခဏခဏလေးလွတ်တယ်အဲ့တော့အဲ့ဒီရွေးကောက်ပွဲကိုခမရတို့ကန့်လန့်တိုက်ပြီးတော့လုံနေမယ်ဆိုလို့ရှိရင်ကြုတ်ပြောရရှင်းရှင်းနေရဟုတ်လားကန့်လန့်တိုက်ပြီးလုံနေဒါတော့အောင်ဆန်းစုကြည်ကိုမလွတ်စေခြင်းလို့ကိုတက်တက်ကိုလုံနေတာ ဲ့ဒီအကြမ်းဖက်တဲ့တက်တက်လုံနေတာအဲလို PDF ညီငယ်တွေမင်းတို့ငါပြောတာမင်းတို့ကမင်းတို့အမေစုလွတ်စေခြင်းနဲ့နော်တကယ်ဖြစ်တယ်ဆိုလို့ရှိရင်မင်းတို့အဲရွေးကောက်ပါမင်းတို့နှောက်ရှက်ဖို့မစင်စားနဲ့အဲ့ရနဲ့တက်လာမယ်တမနာတမနာကောင်းလေးဖြစ်နိုင်အောင်ရွေးကြနော်တမနာကောင်းလေးဖြစ်နိုင်အောင်ရွေးကြ နိုင်ငံကိုဒုက္ခပေးပဲတမနာတွေတက်လာမှဆိုတော့မင်းတို့မြန်မာနိုင်ငံလည်းဒီတိုင်းပဲဆင်းရဲတဲ့ဆင်းရဲဒုက္ခတွေရောက်တဲ့ကြောင်ယွန်ရှာမုံဒီဖွေရပဲဖြစ်လာမယ်အခုမီဒီယာမှာပြောနေတဲ့ဒါအစိုးရတွေဒီအခုလက်ရှိအစိုးရတော့လှုပ်တာတွေ့ပါလေဒါပါကြီးတို့ပြောနေတဲ့စကားပဲနေရာမှာစစ်မှုတွေကိုဘလို့ဥက္ကဋ္ဌကဘလို့ဟိုနေဖြစ်ပါတယ်ဆိုလို့စစ်သားရောင်းဝယ်လုပ်ပါတယ်ဘာညာစစ်မှုတွေကိုဘန်းပြပြီးတို့လူကကူကဘာညာပြောလိုက်အဲ့ဒါပြဿနာဖြစ်တယ်အဲ့ဒါကိုထိမ့်သိမ့်ဆောက်ကြဒါလေးကိုလည်းသဘောကျတယ်နောက်တက်လာမယ့်အစိုးရဒါမျိုးတွေလှုပ်ဝေးဖို့လိုအပ်တယ်ဟုတ်လား အဲ့တော့မင်းတို့ဒေါ်စန်းစုကြည်လွတ်စေခြင်းနဲ့တိုင်းကြီးအေဂျင့်စေခြင်းမို့တော့ပဲမင်းတို့လှုပ်စေခြင်းနဲ့ဆိုရင်ဗဇက်ကတောင်းလက်နက်ကင်လို့မရဘူးအေဂျင့်စွာနဲ့ဖြည့်ရှင်းမှာအုံနောက်နဲ့ဉာဏ်ပညာကိုသုံးမှာနော်ဆဲတာဒီအစဲပြောနေတာဒီဒါတော်လည်းမဟုတ်ဘူးအစဲပြောနေတာဒီလူမဝင်ဘူးနော်နူးညံ့တဲ့နှလုံးသားနဲ့နူးညံ့တဲ့မြေတားတရားပေးမှလူရဲ့အတိတဲကိုဖြည်းဖြည်းချင်းချင်းရောက်သွားမှရှိတယ်ဒါလေးကိုပိုက်ရဲကိုပြောခြင်းတယ်နော်အဲ့တော့မင်းတို့အားလုံးကဒါရွေးကောက်ပွဲလည်းမနှောင်းဆန်းနဲ့